မင်္ဂလာပါဦးစင်းနဲ့အတူဂျပန်နိုင်ငံကျိုတိုမြို့မှာရှိတဲ့ဖူရှိမီအင်နာရီဘုရားကျောင်းကိုလေ့လာကြရအောင်ဖူရှိမီအင်နာရီဘုရားကျောင်းကိုလွန်ခဲ့သောနှစ်ပေါင်း1300ကျော်အေဒီအားဖြင့်913ခုနှစ်ကတည်ထောင်ခဲ့တယ်လို့သိရပါတယ် ။ဤနာရီနတ်ဖျားကိုရည်စူးပြီးတီထားတာဖြစ်တယ်လို့လည်းသိရပါဗျ။ဂျပန်တွေအယူအဆအရဤနာရီနတ်ဖျားသည်စိုက်ပျိုးရေးနှင့်စီးပွားရေးကိုပေးစွမ်းနိုင်သောနတ်ဖျားဖြစ်ပါတယ်။စိုက်ပျိုးရေးတွေဖြစ်ထွန်းဖို့စီးပွားရေးတွေအောင်မြင်ဖို့အတွက်ဤနာရီနတ်ဖျားထံမှဆုတောင်းကြပါတယ်။ဖះเจ้าတလျှောက် ထောင်ပေါင်းများစွာသော အနီရောင်မုတ်ဦးတွေကိုဦးစင်းတို့တွေ့ခဲ့ကြရပါတယ်။တစ်နှစ်ကိုမုတ်ဦးတစ်ခု တိုးတယ်လို့သိရပါတယ်။ဤနာရီနတ်ဖျားကိုမြေခွေးပုံစံဖြင့်ပုံဖော်ကြပါတယ်အချို့ကမြေခွေးများသည်ဤနာရီနတ်ဖျားထံကိုတည်င်းပို့ပေးကြတဲ့တမန်တော်တွေဖြစ်တယ်လို့ဆိုကြပါတယ် ဖះเจ้าထဲမှာမြေခွေးရုပ်တွေကိုလည်းဥစဉ်တို့တွေ့ခဲ့ကြရပါတယ်အားလုံးသောဓမ္မမိတ်ဆွေများ ဘုဒ္ဓတာတူပွားကြပါစေ။